မိခင်ပေါ်မှာတည်ရတဲ့စိတ်ကလေးကြောင့်ငလီဘေးပြီးနိုင်ပေါင်း190ကျမှာတက်ရှင်လွမြောက်လာတဲ့မြို့သားအားလုံးမင်္ဂလာပါစေ။ Sally Space H ကနေပြန်လည်ကြိုဆိုလိုက်ပါရီ။တော်ရုံလူတွေတက်ရှင်မှုခက်ခဲပြီးတော့ဆုံးရှုံးနေတာမျိုးများစွာဖြစ်ပေါ်ခဲ့ရတဲ့ငလီဘေးကြီးမှာဒီမြို့သားကတော့တကယ့်ကိုမှကံကောင်းစွာနဲ့တက်ရှင်လွမြောက်လာခဲ့ပါရီ။ဒီလိုမျိုးကံကောင်းရတဲ့ဆိုတာကလည်းသူ့ရဲ့မိခင်ပေါ်မှာတည်တက်ပြီးတော့လိမ္မာတဲ့စိတ်လေးကြောင့်သာနှက်ကောင်းနှမျက်တွေရဲ့စောက်ရှားမှုကြောင့်ဖြစ်တယ်လို့ပြောလို့ရပါရီ။ ကံလဲကောင်းတယ်လို့သူ့ရဲ့အသက်ကိုညင်ဆောင်နေပြုမှုလေးကြောင့်ဒီမျိုးသားဟာငလင်ဘေးကြီးပြီးနာရီပေါင်း190ကျားမှာအသက်ရှင်နေရတဲ့လွန်မြောက်လာခဲ့တာဖြစ်ပါတယ်။အဆောက်အုံနေပြိုကျပျက်စီးရတဲ့အထဲမှာ6ရက်ကျော်9ရက်လောက်နေပါအသက်ရှင်ကျင်းဖို့ဆိုတာကအတော်လေးကိုမှရာနှုန်းနည်းတဲ့ကိစ္စတွေဖြစ်ပါတယ်။ဒါရီမကထိခိုက်မှုမရှိဘဲနဲ့အကောင်းတိုင်းကြည်ကြံရှိဖို့ဆိုတာကလည်းပိုလို့တောင်မှမဖြစ်နိုင်ပါဘူး။ဒီမျိုးသားကတော့တကယ့်ကိုကံကောင်းပြီးတော့သူ့ရဲ့ခန္ဓာကိုယ်မှာထိခိုက်ဒဏ်ရာကအများအပြားမရှိတဲ့ပြင်အချိန်6ရက်9ရက်နီးပါးတောင်မှအသက်ရှင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကတော့ခုနကပြောခဲ့တဲ့အတိုင်းမိခင်ဘောကိုတည်တက်တဲ့စိတ်ကလေးကြောင့်ဖြစ်ပါရည် ဒီမျိုးသားကမိခင်ကြီးရဲ့ကျန်းမာရေးအတွက်ယူဆိုင်ပြီးတော့အင်မတန်ကိုစေးကြည်လာတဲ့အာဟာရဖြည့်ဆက်စွာဖြစ်တဲ့အန်ရှူဝါဘူးကိုဝယ်ယူပေးခဲ့တာဖြစ်ပါတယ်။ဒီဘိုလေးကိုမိခင်ကြီးကိုပေးပြီးတော့ကျန်းမာရေးကောင်းမွန်ပြီးအာဟာရရှိအောင်တောက်သုံးခိုင်းစေမယ်လို့ရည်ရွယ်ထားခဲ့တာပါ။ဒါပေမဲ့မိခင်ကြီးရဲ့လက်ထက်ကိုပေးရတဲ့ကင်ဟိုတယ်ကြီးမှာတိတ်ခိုနေချိန်မှာပဲငလင်တန်းကြောင့်ရုတ်တရက်အာဆောက်အောင်ပြိုကျပြီးတော့အမျိုးသားကလည်းပြိမိသွားခဲ့တာဖြစ်ပါတယ်။အိနာမကဲဆေးသမားချိုကချက်ချင်းဆိုသလိုလာရောက်ကဲတင်ခဲ့ကြပေမဲ့လေဒီမျိုးသားကိုရှာပေးဖို့အတွက်ကတော့နိုင်ပေါင်း190လောက် ောက်ချိန်ယူခဲ့ရတာဖြစ်ပါတယ်။အပြင်မှာတောင်မှရာသီဥတုရမ်းပို့ပြီးတော့ရေမတောက်ရမစားရနေနိုင်ဖို့ဆိုတာကဘလို့မှဖြစ်နိုင်မှာမဟုတ်။ဒါပေမဲ့ကန်လေးကောင်းသလိုအသက်ကိုလည်းညင်ဆောက်တဲ့ဒီမျိုးသားကတော့မိခင်ကြီးတွေဝေယူလာရင်အန်ရှူဝါဘူးလေးကိုသူ့ရဲ့ချင်းငယ်ရေနဲ့ရောဖျော်တောက်ပြီးတော့ကဲတရေးလာတဲ့ချိန်ထိတောက်ခံခဲ့တာဖြစ်တယ်လို့သိရပါတယ်။သူပိတ်မိနေတာကတော့မန်လေးမြို့65လမ်းပေါ်မှာရှိတဲ့ Golden Country လို့မည်ရတဲ့ဟိုတယ်ကြီးပဲဖြစ်ပါတယ်။အဲဟိုတယ်ကြီးရဲ့အောက်ဆုံးလွာကပြိုကျသွားတာဖြစ်ပြီးတော့အဲမြို့သားဟာ6ရက်လောက်ကြာအောင်ပိတ်မိနေခဲ့တာပါ။ကယ်ဆယ်ရေးတွေနေနေကလေ ယ်ဒီလောက်ချိန်ကြာကြီးကတော့မှအသက်ရှင်ကျနိုင်တဲ့သူမရှိတော့ဘူးလို့ထင်ခဲ့ပေမယ့်ဒီမျိုးသားကိုတော့ကောင်းတိုင်းကဲတင်နိုင်ခဲ့တာဖြစ်ပါတယ်။သူရဲ့ညံကောင်းထမြက်မှုတွေနဲ့မိခင်ပေါ်မှာတည်တက်မှုကြောင့်ဝယ်ယူလာတဲ့ဒီဘူးလေးနဲ့တူကျင်ငယ်ရင်နဲ့ဖျော်သပြီးတော့ရေတဲဆုံးရှုံးမှုမရှိအောင်ကာဝယ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။အာဟာရဖြည့်ဆွက်စာလည်းဖြစ်တာကြောင့်သူခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရတွေလည်းဖြည့်ဆွက်ပေးနိုင်ပြီးတကယ့်ကိုမှကံကောင်းစွာနဲ့ချိန်ကြာကြီးသက်ရှင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။အခုချိန်မှာတော့ဒီမျိုးသားလိုကံကောင်းတဲ့သူဆိုတာကတော်လေးကိုမှရှားပါနေပြီးကလေးငယ်တွေကစားလူကြီးတွေဆုံးတော်တော်များများငလင်တန်ကြောင့် င်ဆုံးရှုံးခဲ့ရတာများနေပါပြီ။ဒီထဲကမှနောက်ထပ်ကံကောင်းတဲ့သူတို့ချို့လည်းရှိနေနိုင်တဲ့အတွက်ရှောက်ဝေးကေဆေးလုပ်ငန်းတွေကတော့ဆက်လက်ပြီးတော့လှုပ်ဆောင်အောင်ပါဖြစ်ပါသေးတယ်။တရှိနေကြတဲ့ပရိသတ်တို့အနေနဲ့ရောငလင်တန်းကြောင့်ပြိုကျနေတဲ့စောက်အုံထဲမှာနိုင်ပေါင်း180ကျော်ပိတ်မိခဲ့ပြီးတော့အသက်ရှင်လွတ်မြောက်လာခဲ့တဲ့ဒီမျိုးသားပေါ်မှာဘယ်လိုမျိုးထင်မြင်မိကြပါသလဲရှင်။ ပရိသတ်ကြီးတို့ရဲ့ထင်မြင်စားချက်လေးကိုလေကွန်မန့်လေးထဲမှာမှတ်ခဲ့ပေးပါအောင်တော့ပရိသတ်တယောက်ချစ်စီတိုင်းနဲ့ကက်သုံးပါးမှာကင်းဝေးကြပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေတော့နောက်နေ့တွေမှာပြန်တွေ့ကြအောင်ပါရှင်